။ online က gmail လည်းမလို့ဘာမှမလို့ ai လည်းမလို့အကုန်လုံးဖုန်းနဲ့ပဲကြားတဲ့ဖုန်းဆက်ပြီးတော့ဒီ delivery ကိုလက်တလုံးကြားလုပ်ပြီးလိမ်တဲ့အခါမျိုးတော့မှာကျွန်တော်တို့ဆိုင်ရဲ့နာမည်တွေလည်းပါလာတဲ့အတွက်ကျွန်တော်တို့အနေနဲ့လည်း feedback ကဖြစ်စဉ်လေးကိုပြောပြပေးတာပါ customer တူဘူးပေါ့နော်တကယ်တော့အဲ့ customer သူရှင်းပြလားနည်းနည်းများလုံးနဲ့နော်အများကြီးရှင်းပြတော့လူရဒီ7မိနစ်ကျော်လောက်ကိုမကြည့်ဘဲနဲ့ အပြစ်တွေကြီးပဲပြောနေကြအောင်တိန်း200ကျော်ကိုဖုံးလင်းနှစ်ခါဟိုဘက်ဒီဘက်ဆက်ပြီးတော့လိန်သွားတဲ့အကြောင်းပြောပြမှာဖြစ်ပါတယ်ပြမတော့အလင်ခံရတဲ့လူနှစ်ယောက်ရှိနေပါတော့အင်းနဲ့စီနဲ့ဖီကလိန်မဲ့သူစီကဝယ်မဲ့ဆိုင်ဒါရောင်းမဲ့သူလိန်မဲ့စီဆိုင်ကိုကျတော့သူ့မှာဖုန်းတစ်လုံးရောင်းရရှိတယ်အဲ့ဖုန်းတစ်လုံးကိုသူဘိုင်းပေါ်နေပြပြီးတော့ဥမာ3သိန်းပေါ့တယ်ဆို3သိန်းပေါ့ဒီစီစီဆိုတဲ့ဆိုင်ကိုရောင်းပါတော့ ဘိုင်းဘောင်းနေပြပြီးတော့အဲ့ဥစားရောမရောလို့ရှင်ဟောဝင်မဲ့လူကသုံးလေးနဲ့ဝယ်တယ်ပဲထားလာအဲ့လိုဝယ်လိုက်လို့ရှင်သူကလာပုတ်ခိုင်းလိုက်မယ်သူ့လူတယောက်လာပုတ်ခိုင်းလိုက်မယ်ပြီးရင် iPhone ရောက်လာတဲ့ပတ်စံလွှဲပေးလိုက်အဲ့ဒါဝယ်တဲ့သူကလည်းဒီတိုင်းပဲဝယ်နေကြပဲဟုတ်တယ်ဖုန်းရောက်လာတဲ့ပတ်စံလွှဲဆိုတော့ပြီးပြီအကိစ္စပြီးသွားရင်မတ်မတ်တဲ့အဲ့ဒါလေးမှတ်ထားလိုက်ပြီးရင်ပထမအလင်ခံမဲ့အေးပေါ့နော်အေးကိုကြောက်သူဖုန်းတစ်လုံးလိုချင်လို့ဆိုပြီး line ဝင်ဘိုင်းဘောင်းနေပြီးတော့ဖုန်းတစ်လုံးသုံးလေးနဲ့ဖုန်းတစ်လုံးဝယ်လိုက်မယ်ဝယ်လိုက်ပြီးတော့ သူ့လာပို့ပေးပါလာပို့ရတယ် delivery နဲ့မလာပို့ရတယ်ပတ်စံဆက်ချင်းအကောင့်နဲ့လွှဲပေးပါမယ်လို့ပြောပြီးလာပို့ခိုင်းလိုက်တယ်အဲ့တော့ဟိုလူကြီးကလည်းဖုန်းပေးပြီးရတယ်သူကလည်းပတ်စံရလို့ရှိရင်ပြီးသွားပြီကိစ္စအပေါ်မှာ၄ရောင်းသေးပဲ delivery သမားရလို့ပဲအဲ့တော့သူ့လည်းအဲ့လိုမျိုးပဲဖုန်းတစ်လုံးပဲဝယ်ပြီးသူ့ရှင်လာပို့လိုက်ဖုန်းဆက်ပြီးသူ့ရှင်လာပို့လာပို့လို့ရှိရင်သူရတာလည်းပတ်စံလွှဲမယ်လို့ပြောလိုက်ပြီဒီရှင်နေထိရအကောင်လုံးဒီမှာဈေးဝယ်ဈေးရောင်းလို့လည်း online လုပ်နေလို့တူတူပဲပတ်စံပစ္စည်းရောက်လာတယ်ပတ်စံလွှဲမယ် သူပစ္စည်းမာတဲ့ဟာကိုတပုတ်ပေးမယ်ပစ္စည်းကပတ်စံလဲမယ်ဒီဒီကြားလေးထဲမှာပဲလိန်သွားမှာသူကတကယ်လိန်မဲ့အချိန်အကြောင်းဒီမှာလာခုနကတော့စီဇန်ကိုသူကသူပစ္စည်းပို့လိုက်တယ်ပို့တာနဲ့သူ့ပတ်စံလဲပြီလို့ပြောသူ့ကိုသူကရောင်းတာသူ့ရောင်းတာအဲရကြတော့သူ့ဝယ်ထားတာပြီးရေဒီအပုတ်မဲ့ဖုန်းကိုသူ့ရှိကိုမပို့ဘဲနဲ့ဒီအဲရပုတ်မဲ့ဖုန်းဘီကိုမပို့ဘဲနဲ့သူစီကိုပို့ခိုင်းလိုက်မှာပို့ခိုင်းလိုက်တဲ့ခါကျတော့ဒီဖုန်းကအမှားခုနလိုပဲသူတုံးတဲ့နံပါတ်ဒီမှာတက်ပြလိုက်တယ် ဒီမှာတပြပြီးတော့ပစ္စည်းလေးရလဲရအောင်ဒီဟာဟုတ်တယ်ပစ္စည်းရပါပြီဆိုပြီးတော့ပတ်စံလွှဲလိုက်တော့ဘီကိုလွှဲလိုက်မှာအဲဘောပေါလာပြီတခြားလားနော်ဒါသူကပြီးရကြတော့ဒီဆိုင်ကိုသူပစ္စည်းရောက်တဲ့အချိန်လို့ဆိုပစ္စည်းတစ်ခုရောက်လိုက်တယ်သုံးသိန်းနဲ့ဖုန်းတစ်လုံးရောက်လိုက်တယ်ဒါပေမဲ့သူရောက်တဲ့ပစ္စည်းကဒီဆိုင်ကမှာပြီးတော့သူ့ကိုပို့ခိုင်းလိုက်တာအဲ့တော့ဒီသုံးသိန်းနဲ့တော့ရောက်လာတယ်သူပြောတဲ့ဖုန်းပဲရောက်လာတယ်အဲရောက်လာတဲ့အခါဒီကောင်လေးကစစ်စစ်ကြည့်တော့လည်းမှန်တယ် တော့မှတ်တဲ့အခါကျတော့ပစ္စည်းလဲရောက်တယ်စစ်စစ်ကြက်မှတ်တယ်ပစ္စည်းရောက်ပြီဆိုတော့10မိနစ်2မိနစ်တည်းပတ်စံလွှဲလိုက်လွှဲလိုက်တော့ဘီကိုရောက်လာအောင်အမှလင်ခံလိုက်တော့အဲ့မှမတိသေးဘူးပြီးတော့အေးရနေပြီးတော့ပတ်စံလို့ပတ်စံမရောက်သေးဘူးနော်လို့ပြောတဲ့ခါကျတော့ဒီစားသူတို့လည်းလွှဲလိုက်ပါပြီပေါ့လွှဲလိုက်ပါပြီလို့ပြောတဲ့ချိန်မှာဗီရှင်ကပတ်စံရောက်သွားတယ်တိမ်မဲလူကထွက်ပြေးသွားရင်ရှိတော့ဒီကောင်မရှိတော့ဘူးအဲ့ကျတော့ဒီကောင်နဲ့ဒီကောင်နဲ့ပြဿနာတက်ရောအေးနဲ့စီနီယာပြဿနာသူကကျတော့လေသူရှိရ ဟိုဝယ်လို့သူကလာပို့လာတာတကယ်တမ်းကျတော့ဝယ်တာဒီဆိုင်ကဝယ်တာမဟုတ်စီရမှာမဟုတ်ဘီရကြားထဲကနေသူ့မှာလိုက်တာအဲ့တော့တိတဲ့အချိန်ကျတော့နောက်ကြပါပြီတကယ်တော့အလင်ခံရတာကအင်းရောစီရောနှစ်ခုနှစ်ယောက်လုံးလင်ခံရတာသူကကြားထဲကနေပြီးတော့ဒီကပစ္စည်းဝယ်ပြီးဒီကိုပို့ဒီကိုပို့တဲ့ပစ္စည်းကိုကျတော့သူ့ပစ္စည်းလို့ပြောပြီးတော့သူကပတ်စံကြားထဲယူရတာအဲ့လိုလင်ခံရတာလည်းနှစ်ခါရှိမှာလောစောစောမိုဘိုင်းရှိမှာလဲအိမ်ဆောင်ပစ္စည်းတိုင်းတစ်ခုမှအဲ့လိုပစ္စည်းတစ်ခုလာရောက်နေတယ်ဆိုပြီးတော့ဒီပုံစံနဲ့ပဲလိမ်သွားမှာဒီဥစ္စာရ ။ online က gmail လည်းမလို့ဘာမှမလို့ ai လည်းမလို့အကုန်လုံးဖုန်းနဲ့ပဲကြားတဲ့ဖုန်းဆက်ပြီးတော့ဒီ delivery ကိုလက်တလုံးကြားလုပ်ပြီးလိမ်နေတာပေါ့နော်။ဒီဥစားတော်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 ဆိုးရဲ့။ကျန်တဲ့ဟာရနည်းနည်းကောက်ွယ်လို့ရသေးတယ်။ကျွန်တော်တို့ဘယ်တော့မှနားလည်လဲ။ဒါအလင်ခံနိုင်တယ်။နောက်လည်းလင်ခံနိုင်တဲ့ကိစ္စရှိရဲ့။ဒီလိုမျိုးလင်ခံရတဲ့ဗီဒီယိုမျိုးကြည့်တဲ့လူရတော့အလင်ခံရအောင်မှသိကြတယ်ဒီဒီနေ့ကအခုမှနှစ်ခါပဲရှိသေးတယ်လင်တာအခုဒီတစ်နှစ်တွင်တွေ့ဘူးပါ